မန်လေး PDF ကတံပိုလန်းကိုပဲတုံးတယ်တံပိုလန်းကိုပဲတုံးတယ်လို့ပြောနေတယ်အဲ့ဒါအခုတံပိုလန်းကိုတိတိကျကျလေးနဲ့လိုက်ချဲတယ်အုံမတိအုံမကားစမ်းစဲတဝက်ကျော်တဲ့အထိတံမတော်မှစီထားပြီးသားဖြစ်ပါတယ်မင်းတို့အဲ့ဒီမျိုးသမီးကိုဖမ်းပြီးထောင်ချလိုက်မလားဖမ်းပြီးတပ်လိုက်မလားထောင်ချလိုက်အဲ့ဒီမျိုးသမီးထောင်ချသွားလိုက်မင်းတို့တပ်လိုက်အဲ့ဒီမျိုးသမီးတွေသွားလိုက်ဒါပေမဲ့လောကမှာတံပိုအားဖြင့်ရှုံးရတာအဲ့ဒီမျိုးသမီးမဟုတ် ဟယ်လို Academy ဘာပီတူညကိုမော်ဒမများအားလုံးမိုင်မင်္ဂလာပါ News Bit Channel ကနေမြန်မာပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ24နေ့ရက်အင်္ဂါနေ့ညပိုင်းဗီဒီယိုတင်ဆက်မှုတွေကတော့ဒီနေ့ညမှာကျွန်တော်တို့နော်ဆွမ်းရှိထားတဲ့ Tolan 13 to 13ကောင်းတွေဖြင့်ဘောမရက်ကွက်ရဲ့ခြေကလမ်တန်တွေလဲကြီးရှော့မှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်အရင်ဆုံးအနေနဲ့ခတိုင်းလိုပဲ Tolan 13တို့လေးတွေခြေလဲရအောင်နော်ပထမဆုံးသတင်းတပုတ်အနေနဲ့ကတော့မကွေးတိုင်းထီလင်းမြို့မှာ Yes ကမ်းမှာဖမ်းဆီးခံထားရတဲ့နိုင်ငံရေးအကြီးအကဲ73ဦးတပြည့်လုံးမြောက်လာပြီးတော့မှအချုံခါဆောက် အချုပ်ခန်းဆောင်ရဲတွေကိုစစ်တပ်ကညှဉ်းပန်းနေစစ်တပ်ဖြတ်မှုတွေလွတ်ဆောင်နေတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ထပြေလူမျိုးလာတဲ့သူတွေကိုတွားပြီးတော့မှကျိုးဆိုတဲ့ခေါ်လာပြီးတော့မှစီကူပေးထားတယ်။အခုတော့သူတို့တွားလို့တဲ့နေရာတွေကိုပို့ဆောင်ပေးနေပါပြီ။မိုင်းထိတာကသူတို့အုပ်စုက9ရာအုပ်စု9ရာအုပ်စုမှာကျန်တဲ့၄ဦးတန်ရတယ်။ဒါပေမဲ့တာမပွန်ပက်တန်ရလောက်ပဲ။အမျိုးသမီးကတော့တက်တက်နေမီလို့ကြာဆုံးသွားရတာမိုင်းကဘယ်လိုမျိုးစားလဲမသိရဘူး။မြို့ပြမှာထောင်ထားတဲ့မိုင်းပဲဆိုပြီးတော့မှ YRA ထီလင်းတောင်ရှိသူသူကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ်။ထီလင်းမျိုးမှ yes ကန်တွင်းရတယ်ပြီးတော့မှသူပြောလို့မျိုးလာသူတွေအရဆိုရင်ပြီးသူကောက်ဝေးတပ်ဖို့ဝင်တွေကိုတပ်ဖို့လို့တဲ့စပရမဖန်စီခံထားရတဲ့သူတွေဖြစ်ပြီးတော့မှအမှုစစ်တာတွေတရားစွဲဆိုတာတွေမရှိဘဲနဲ့မတရားဖန်စီချုံနောက်ခံထားခဲ့ရတယ်လို့ကျွန်တော် တရားရပါပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကတော့ခုဆိုနိုင်ငံရဲ့ကျင်းသားတွေလွမြောက်တော့လို့ချုပ်ခန်းဆောင်တဲ့ရဲဝန်ထမ်းတွေပြန်ပြီးတော့မှညင်းဆဲတပြတ်မှုတွေလှုပ်ဆောင်နေတယ်ဆိုပြီးတော့မှကျွန်တော်တို့နောက်ထပ်တရားရပါပဲဖြစ်ပါတယ်ကျွန်တော်တို့ခုဆိုတော့တလန်ရဲဘော်တွေကိုစစ်ကောင်စီတပ်ဖို့နေရတယ်ပြီးတော့မှမတရားဖမ်းဆီးမှုတွေလည်းများပြားနေတော့မို့လို့ဒီလိုမျိုးရှာရှာပွားပွားပေါ့နော်စစ်ကောင်စီလက်ထက်ကနေပြီးတော့မှပြန်လည်လွမြောက်လာတယ်ဆိုတဲ့သတင်းမျိုးတွေအရဆိုရင်တကယ်ကိုကျွန်တော်တို့အတွက်မဟာသတင်းကောင်းပဲဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကတော့ စစ်ကောင်စီကွက်ကဲနေမိတွေမှာဖန်ဆင်းမှုတွေပြုလုပ်မယ်ဆိုပါကရဲတပ်ဖွဲ့ဝင်တွေအရဆိုရင်တက်ဆိုင်ရာစစ်ကောင်စီတပ်ဖွဲ့ထံချိုတင်ချောင်းချရမယ်ဆိုပြီးတော့ငင်ကြချက်ထွက်ပေါ်လာပြီးတော့မှအဲ့လိုမျိုးအကြောင်းမကြားဘဲနဲ့ဖန်ဆင်းမယ်ဆိုရင်ရဲတပ်ဖွဲ့ဝင်တွေပါအရေးယူခံရမယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အကြောင်းကြားစာထွက်လာတာမှပါတယ်ရဲလုံငန်းစဉ်ဝင်ရောက်တော့ရှိတဲ့ရဲအထက်ဆိုးတွေပေါ့တထဲမှာဆိုတော့အတောင်ရန်ကြဲတဲ့အုပ်စုတွေကိုရဲအထက်ဆိုးလို့ နာမည်ပေးကြတယ်အခုကတတ်မှာရဲတဲ့ဆိုးတွေများလာတယ်ဆိုတော့မာတရင်းမြင့်ကနေပြမပြောဆိုထားတာဖြစ်ပါတယ်စစ်တပ်ရဲ့ခုံပြုတ်ချက်မှာပါပဲနဲ့ဖမ်းဆီးစစ်ဆေးမှုတွေလုံးဆောင်မယ်ဆိုပါကအဲ့လိုလုံးဆောင်တဲ့ရဲတပ်ဖွဲ့ဝင်တွေကိုယာယီထိန်းသိမ်းထားနိုင်တယ်ဆိုပြမညွှန်ကြားအစမှာပါဝင်လာတယ်လို့လည်းကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်ဒီလိုမျိုးစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပေါ့နော်ရဲခွဲတွေကဆိုတော့အချင်းချင်းဝေစုမတဲ့ရတာနဲ့ပြမသူတို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဆိုတော့သူတို့ရဲ့အောက်ခြေတသားခိုင်းဖက်တဲ့ဖွဲ့ ခုဆိုရင်တဖွဲ့ဝင်တွေပုံမှာပြန်ပြောင်းမလွတ်ဆောင်နေတယ်ဆိုတော့တတိမျိုးတွေထိကျွန်တော်တို့ကြားနေရတာပဲဖြစ်ပါတယ်ဒါကြောင့်မလို့ရတဖွဲ့ဝင်တွေနဲ့အမြင်မှလေးတွေရရှိပြီးတော့မှပြည်သူတွေနဲ့အပူပေါင်းချင်ရတာသူတို့အတွက်ပေါ့နော်နောက်ဆုံးထွက်ပေါက်ဖြစ်တယ်ဆိုတာကိုအခုကလေးကသဘောပေါက်နားလည်သိနေတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့ညပထမဆုံးအနေနဲ့ကြာမှာကတော့ကြာဖြူမျိုးတိမ့်တဲ့ဘက်မှာအေးအေးတွေအကြများလို့အခုဆိုရင်အေးအေးတွေတပ်ဖွဲ့ဝင်တွေကနေပြမတပ်စုပြင်းမှုတွေမြပြနေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ်တက်ကရပြောနေတဲ့ပြောင်ကြီးရဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပြောင်ကြီးဘယ်လိုမျိုးအားကြောင့်ပြောဆိုထားမလဲဆိုတာကျွန်တော်တို့စာချစ်လိုက်ရအောင်နော် ဒီအကျန်းဖက်အုပ်စုရဲ့ဒီကြောက်ဖြူမျိုးကိုတိုက်မဲ့အစီအစဉ်ဟာလုံးဝနှောင့်နှေးအောင်လုပ်နိုင်လိုက်ပါပြီကြောက်ဖြူကနေပြီးတော့အခုဆိုရှင်လန်ပြီးတော့ခြေလန်း၃လန်း၄လန်းလောက်ဆုတ်သွားပါပြီအဲ့တော့ခြေလန်းတလန်းနှမ်းတိုင်းမှာကျွန်တော်တို့အာသူတို့ပုံစံဆက်သေးပါလေနော်အဲ့ဒီစေးတွေတော့တက်မလားကိုကိုကိုလူမမသိသူမမသိအောင်အသေးဝင်လုံးအသေးဝင်တိုက်အဲ့လိုတိုက်ရတာပါခြေလန်းတလန်းလိုက်မှာသူတို့တလန်းအောင်မြင်ဆိုတာအေးအေးနေနဲ့တော်တော်များတည်သွားရတာပါကျွန်တော်ဒီမြေပြင်သတင်းတွေညာဆက်ကြည့်မယ်ဆိုလို့ရှိရင် မောင်တော်ဘက်ကတခါလဲစစ်ကူပို့ရတာဒီဘက်ဘက်စစ်ကူပို့ရတာလေတလားသူတို့ကုံတော့လည်းဖြစ်နေပါအဲ့တော့ခြေလန်းတလန်းလိုက်တလန်းမှာတော့အောင်မြင်ခဲ့တယ်အောင်မြင်ပြီဆိုရင်နောက်တလန်းထလန်းတယ်အဲ့နောက်တလန်းမှာလည်းသူတို့ပိုးစုပတ်ဆက်သေးပါတယ်အဲ့တော့ကြောက်ပြူမျိုးကိုသူတို့ရဖို့ဆိုလို့ရှိရင်ကြောက်ပြူမျိုးကိုရဖို့တော့ဟိုဘယ်လိုဟောမလဲဆိုတော့ဝေးပါသေးတယ်အခုကြောက်ပြူမျိုးကောက်ွယ်ထားတဲ့ဒီရက်တရင်30နှစ်ကိုရဖို့ဆိုလို့ရှိရင်တော့သူတို့ခြေလန်းကအနိုင်ဆုံးလင်းလန်းလန်းရပါပါနော်အဲ့တော့ကြောက်ပြူမျိုးကိုရရမှာပေါ့နော်ရက်တရင်30နှစ်နဲ့ထိတ်တိုက်နင်းလန်းကလာတိုက်ပွဲဝင်ရမှာအဲ့တော့ ီခြေလန်းနေလင်းလန်းတော့ရောက်ဖို့တော့မတို့မှဟိုဘယ်လိုကောင်းဆိုတတ်တယ်အများကြီးစတဲ့ရတာပါအေးအေးရအဲ့တော့ပထမခြေလန်းမှာလည်းသူတို့အသက်တွေစတဲ့ပြီးတော့ခြေလန်းတစ်ဆင့်တိုးလာနိုင်ခဲ့တယ်တိုးလာပြီးတော့မင်းတက်တောင်ကိုသူတို့ကြိုက်နိုင်ခဲ့တယ်ပေါ့ကနော်ဟုတ်ပြီမင်းတက်တောင်ကိုသူတို့ရသွားတဲ့ခါမှာလည်းသူတို့ပိုးစပ်ဆက်သေးတာပါဒီခြေလန်းမှာလည်းသူတို့ဒီစီရဲခြေလန်းမှာမင်းတက်တောင်စီရဲခြေလန်းမှာသူတို့တည်ခဲ့တယ်ပိုးစပ်ဆက်ဟုတ်ပြီမင်းတက်တောင်စီရဲခြေလန်းကနေပြီးတော့ရှေ့ကိုဆက်တိုးလာမယ်ဆိုတော့ပြိုင်စစ်ကေပေါ့ကနော်ဟုတ်ပြီပြိုင်စစ်ကေစီရဲခြေလန်းမှာလည်းအေးအေးဒီပိုးစပ်ဆက်တည်ပါလား အဲ့တော့စစ်တပ်ကလည်းရွရွချင်ချင်နဲ့ခုခံတယ်စစ်တပ်ရဲ့ရဲအဲ့မှာခုခံတာစစ်တပ်ကရဲရောပြည်သူစစ်ကောအဲပါစာတွေရောအကုန်လုံးပူးပေါင်းပြီးတော့နော်ရေတက်ကောအကုန်လုံးပေါ့ဗျာနော်ဟိုလက်နက်ကြီးတွေနဲ့ပစ်ကူတွေပေးပြီးတော့ခုခံတာဖြစ်တယ်အဲ့တော့အေးအေးကသူ့ရဲ့ခြေလမ်းနဲ့ခြေလမ်းရင်းမှာတော်များတည်ပါလားအဲ့တော့အခုရွရွချင်ချင်ခုခံမှုကဘယ်လောက်ထိအဲဆောင်ရွက်နိုင်ခဲ့တယ်လဲဆိုလို့ရှိရင်တက်ကကျွန်တော်တို့ဒီ32ကနေပြလက်နက်ကြီးတွေနဲ့နေမပြညမပြနေမပြညမပြပြီးခဲ့တဲ့ကျွန်တော်2ရက်3ရက်တည်းမှာပိုးစုပ်ပတ်ဆက်ထူပါလားအထူးတဲ့ခါမှာတော့ အေအေတွေကလုံးဝဖြုံသွားတာပေါ့ဗျာဖြုံလဲဖြုံသွားပြီးတော့အခုဒီပြိုင်စည်းကေကနေပြီးတော့နောက်ကိုလုံးဝဆုတ်သွားနောက်ကိုဆုတ်သွားတဲ့အပြင်ကို main deck တောင်မှမကတ်နိုင်တော့တဲ့အခြေအနေဖြစ်သွားပြီဒီအချိန်မှာစစ်တီတဲ့အားလုံးခုဆိုလို့ရှိရင်လက်ကမောင်းခတ်လို့ရပါပြီခင်ဗျားတို့စစ်တက်အားပေးထောက်ခံတဲ့ကျွန်တော်တို့ခင်ဗျားတို့စစ်တက်နဲ့ရက်တည်တဲ့အားလုံးလည်းကြိုရှင်လို့ရပါပြီကျွန်တော်တို့အားလုံးဒီအချိန်မှာကျေးဇူးတင်ရမှာကမြေပြင်စစ်တီတွေပြောလို့ရှိရင်မြေပြင်စစ်တီတွေကိုကိုကဲပေးတော့ဒီဘူကြီးအစင်တွေတော့တရေးဘူကြီးတို့ဒါဘူကြီးအစင်တွေဘူကြီးအစင်တွေပြောလို့ရှိရင်ဘူမူး လူပြဗဟုကြီးအဆင့်တွေပေါ့ဗျာနော်တည်ရင်မှုအဆင့်နဲ့ရဲချုပ်အဆင့်နဲ့ရဲချုပ်အဆင့်နဲ့ပြီးတော့ဓာတ်ဆက်ကောင်မှုအဆင့်ပေါ့ဒီအဆင့်နဲ့အားလုံးဒီတက်ညီလက်ညီဆောင်ရွက်ခဲ့တဲ့အတွက်ကြောင့်မို့လို့အေအေကိုနော်နောက်ကိုလန်ထွက်သွားအောင်တိုက်ထုတ်နိုင်လိုက်ပါပြီအဲ့တော့အေအေအနေနဲ့သူခြေလန်းဒီပေါ့နော်နှစ်လန်းကျော်လောက်ကိုသူကရွေ့ချွချွနဲ့အသေးခံပြီးတိုက်ထားတာအဲ့တော့သူတို့ဒီလောက်ထပ်ဆက်သွားပြီဆိုတော့နောက်တစ်ထပ်လန်းမယ်ဟဲ့ဆိုလို့ရှိရင်တော့အေအေအနေနဲ့ နောက်ထပ်သူအင်အားတွေစုရပါအောင်မယ်ဘယ်ရောက်လို့သွားဆွဲမလဲမသိဘူးဗျာနော်အဲခင်ဗျားလည်းသတိထားရခိုင်ပြည်မှာရှိနေတဲ့ကျွာတွေကျွာတွေမှာရှိနေတဲ့ရခိုင်နေနောက်တစ်ခုကဘိုးစလင်းနေစသဖြင့်ပေါ့နော်တွေ့ရနေရမှာချက်ဆွဲနေ PDF ပါသွားဆွဲဆွဲလာအောင်မယ်အဲ့တော့တို့တွေအင်အားစုပြီးနောက်တစ်ခါပဲချိန်ပြန်လာမလို့မသိဘူးဗျာနော်လက်ရှိအချိန်မှာတော့နောက်ဆုတ်သွားပြီနောက်ဆုတ်သွားတို့လမ်းကြောင်းကိုကျွန်တော်တို့ခြေတာကတညဝတီရေတက်စခန်းဘက်ကိုအဲဘယ်လိုခေါ်မလဲဆိုလို့ရှိရင်သွားမဲပြီးတော့ကြားသိရတယ်တညဝတီရေတက်ဌာနချုပ်ရဲ့အကြီးအကဲကလည်းတတော်စွာတယ်လို့ကြားသိရတယ် ကြောင့်ကြတော့ဗောနာဟိုးဆိုရင်ပြောလို့ပြောစားပြောဆိုထားတာဖြစ်ပြမှာ area ဆိုရင်ချက်ဖြစ်မြတဲ့တဲ့ဘက်မှာအခြေအနေမကောင်းဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောဆိုနေတာပဲဖြစ်တယ်ကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းပဲချက်ဖြစ်မြတဲ့တဲ့ဘက်မှာဆိုတော့စက်ကောင်စီတဖုံတွေတိုင်ရင်လိုက်ကိုကျွန်တော်အေးထားမှာလည်းလည်းချအညာခံတယ်ဗောနာလက်ပုံတွေလည်းထွက်ရှိထားတာမလို့သူတို့တွေဘယ်လိုပဲအားချောင်းပြတော့မှဝါရဖြန့်ဂျင်းတဲ့ပြောဆိုနေပါစေကျွန်တော်တော်လိုက်တဖုံတွေကတော့ဟိုးဆိုရင်ချက်ဖြစ်မြတဲ့မှာတော်တော်လေးကိုအခြေအနေခေါင်းနေတာပဲဖြစ်ပါတယ်မကြခင်မှာတော့စက်ကောင်စီရဲ့အမှတ်30နဲ့ရဲတရင်ကကြသွားမလားဆိုတော့ကျွန်တော်တို့ဆန်းချက်မှာဖြစ်ပြမှာ ခုဆိုရင်ကျွန်တော်အလုံးသိရှိထားတဲ့အတိုင်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေအရာရှိတွေနဲ့ပေါ့နော်တရုတ်နိုင်ငံသားတွေဟာဆိုတော့ကျွန်တော်ချောက်ဖြူမြို့နယ်ကနေပြမထူပြေးတော့ကြတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ကတော့အပါသမီတက်ကုံမကနေပြမတော်လန်တပ်ဖွဲ့ဝင်တွေကိုဘယ်လိုမျိုးအချောင်စင်ကိုပြောဆိုထားအောင်မလဲဆိုတာစပီရိုမာနားထောင်ကြည့်လဲရအောင်နော် အီရန်နဲ့အစ္စတေတိုက်ပွဲမှာအမေရိကန်ပါပါရုရှားပါပါတရုတ်ပါပါတို့နဲ့ဘာမှမဆိုင်ဘူးမဆိုင်ဘူးဆိုတာကမ္ဘာစစ်ပွဲဆိုဆိုင်တော့ဆိုင်တာပေါ့ဒါပေမဲ့သူတို့တိုက်နေတဲ့ပေါင်9000ပြစ်တာတို့ဘာလို့ကျမတို့မလုပ်နိုင်ဘူးလေအော်ဒီဟိုအင်အားကြီးနိုင်ငံတွေရဲ့စီးပွားရေးအကွက်လှဲ့တဲ့ဟာတွေကကျမတို့ကသိခံစားမနေပါဘူးဘာဖြစ်လို့လဲဆိုသူတို့ကိစ္စသူတို့ပေါ့နော်ကျမတို့နိုင်ငံပြည်သူစစ်တွေအမြန်ငင်ချက်ဖို့လိုလေကွာဒီတွေမှာတောင်းကျင်းနေတဲ့ကောင်းတွေကိုအမြန်အမြစ်ဖြတ်ဖို့လိုလေကွာဒါပဲစိတ်ဝင်စားတယ်အဲသူပြန်ပြောနေအီရန်အစ္စတေကြောင့်ကျမဟိုးပဲမိုးတောက်တယ်မိုးတောက် channel မှာ ာတောက်လျှောက်ထွက်နေအီရန်အစ္စရေးအကြောင်းလေးတွေတောက်လျှောက်ထွက်နေရတယ်ပေါ့နော်ဒါပေမဲ့လေတိတ်ဆိတ်ဝင်စားကို page မှာကိုပြောဖို့ကကြတော့လေအီရန်အစ္စရေးတွေစစ်ပွဲမှာအမေရိကန်တွေရုရှားတွေတရုတ်တွေအမေရိကန်ရုရှားရဲ့တရုတ်ရဲ့အဓိကပေါ့သူတို့ရဲ့ဟိုဟာတွေပေါ့အင်းစီးပွားရေးအကွက်ရွှေ့တာဟာတွေပေါ့ကြောက်စရာကောင်းတဲ့ဟာတွေပေါ့အဲ့တော့သူတို့ရဲ့အင်အားကြီးနိုင်ငံတွေရဲ့အလုပ်ပေါ့နော်ကျမတို့ကတော့ခိခိုက်လာတဲ့ဟာတော့ရှိရင်ရှိမှာပေါ့ဒါပေမဲ့လေကျမကကိုပြည်တွင်စစ်ကအမြန်နိုင်မှုအရေးကြီးတယ်အမြန်တဲ့ပုံကိုမောင်းထုတ်နိုင်မှုအရေးကြီးတယ်လို့ထင်တယ် ် DNA လေးကိုနောင်ချိုကြောင်မဲ့မိုးကုတ်မိုးမိတ်နမ်ဆန်မြို့လေးမှာကြည်နိုင်ပြီးတော့ပြန်ဆုတ်ပေးဖို့သူတို့လက်မခံဘူးတဲ့လက်မခံနေပေါ့တိုက်ပါပေါ့အဲ့တော့ဟုတ်တယ်မလားဘသူကုန်မလဲဘသူရေရှိစစ်ပွဲဘသူဆင်နွဲ့နိုင်မလဲစောင့်ကြည့်ကြပါတန်ပိုလန်းကိုဟိုးအင်ကလေးကပြောတယ်မန်လေး PDF ကတန်ပိုလန်းကိုပဲတုံးတယ်တန်ပိုလန်းကိုပဲတုံးတယ်လို့ပြောနေတယ်အဲ့ဒါအခုတန်ပိုလန်းကိုတိတိကျကျလေရင်နဲ့လိုက်ချဲတယ်အုံမတိအုံမကားဆမ်ဆဲတဝက်ကြော်တဲ့အထိတက်မလို့မှစီထားပြီးသားဖြစ်ပါတယ်မကြတော့အချိန်တွေးမှာ ဒီဟိုလေလုံးလုံးလုံးနဲ့လုံးလို့ရရဲဆိုပြီးမဲ့လေပြောပြရလေဗဝါကကြီးဒီလိုကြီးဟိုကျုံသွင်းတယ်လို့လုံးရတဲ့ခါကြတော့လေမလွယ်ဘူးလေအဲ့ဒါကိုဟိုလီထဲမှာစစ်တိုက်တဲ့လူတွေကနားမလဲပေါ့ကျမတို့စစ်တက်ကကျမတို့တွေကနားလေတက်မလို့ရဲ့သဘောစစ်ရဲ့သဘောကိုလုံးဝနားလေဒီတခုမှတော့ဗောနာအခုဆုံးတော့တို့အနေနဲ့နောင်ချုံမြို့နယ်ကိုတင်းနယ်လေထံကနေပြတော့မှာပြည်သိမ်းပဲရရှိဖို့စူးစမ်းနေပြီဆိုတဲ့အကြောင်း ကျွန်တော်တို့ကိုပြောဆိုနေတာဖြစ်တယ်။ကျွန်တော်တို့သတင်းတွေမှာလည်းတွေ့ထားတဲ့အတိုင်းဆိုတော့နှောင်ချွမျိုးတိမ့်တဲ့ပွဲမှာဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပြည်မှာတဖြည်းဖြည်းစစ်ကြောင်းထုံးမှုတွေလှုပ်ဆောင်နေတာပြည်မှာတည်နေလေနေနဲ့လဲချန်တဲ့တော်လိုင်းတပ်ဖွဲ့ဝင်တွေနဲ့တော့နှောင်ချွမျိုးပြန်လဲလွတ်လွတ်မဆုံးရှုံးရရေးပေါ့နော်။ပြင်းထန်ခုခံကာကွယ်နေတယ်လို့ကျွန်တော်တို့သိရတာပဲဖြစ်ပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်တွေအရဆိုတော့ကျွန်တော်တို့ဒီလေးချောင်းရောင်မြေပြားနေပြည်မှာစစ်ကြောင်းထုံးမှုတွေစစ်တိုက်ဆိုလို့လှုပ်ဆောင်နေတဲ့ကြောင့်မလို့ကျွန်တော်တို့ဆိုတော့တိုက်ပွဲဟာတော်တော်လေးပြင်းထန်နေတာပဲဖြစ်ပါတယ်။မကြခင်မှာတော့ကျွန်တော်တို့အနေနဲ့နှောင်ချွမျိုးနဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့မှအသေးစိတ်သိရမယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ နောက်ထပ်ဗီဒီယိုသဘောတင်တဲ့ကတော့စကွန်စီဘောမတ်တကောင်ကနေပြီးတော့မှအမေရိကန်ရဲ့အတုံးချမှုတွေပေါ့နော်ကျွန်တော်တို့မြန်မာပြည်မှာလည်းဖြစ်ပေါ်နေတဲ့ဆိုတဲ့အကြောင်းတွန်းနေပြီးတော့မှပြောဆိုထားတဲ့ဟာလေးစစ်ပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်ကျွန်တော်အပေါ်ယံအမြင်ပေါ့တကယ်တော့အရှိလေပိုင်းတစ်ခုလုံးဟာရှင်းနံတအားထွက်တယ်အဲ့ဒီရှင်းနံကိုအမေရိကန်ကလည်းလိုချင်တယ်တရုတ်ကလည်းလိုချင်တယ်ကမ္ဘာစူပါပါဝါလူမြေနိုင်ငံနိုင်ငံပေါ့တရုတ်ကစီးပွားရေးအင်အားကြီးတခါလည်းစီးအင်အားကြီးပေါ့အဲ့ရှင်းနံဟာမရှိမဖြစ်လိုပါတယ်ဒါပေမဲ့အစ်ကရှင်းနံထွက်တယ်ရှင်းနံတိုက်ကြီးအဲ့တော့အမေရိကန်ဒီ လိုက်ပေါင်းတယ် sorry ဆိုလို့ရှိရင်ဘာဒီမိုကရေစီမှမဟုတ်ဘူးတအုပ်ဆက်မိုင်းစနစ်ကိုကျင့်သုံးတယ်ဘာသာဘာမှလူ့အခွင့်အရေးလည်းမရှိဘူးအဲ့လိုနိုင်ငံမျိုးဒါပေမဲ့ American တက်အောင်ပေါင်းတယ်တကယ်တော့ American လူ့အခွင့်အရေးပေးတယ်ဘာညာကွီကွာရှောက်ပြောနေရတယ်ခဲ့တော့ဒီနိုင်ငံမှာ तू မကြိုက်တဲ့အစိုးရတက်လာပြီဆိုရင် तू ကအဲ तू ကသူနီလာမျိုးစုံနဲ့ဖြုတ်ချပြီးတော့သူစကားနားထားမဲ့ကောင်တင်လိုက်တာပေါ့တရုတ်လည်းဒီလိုပဲလုပ်တာပဲနိုင်ငံကြီးတဲ့အဲ့လိုလုပ်နေကြအဲ့တော့ American အကောင်းဆုံးလက်နက်ကနျူကလ িয়ার လားမဟုတ်ဘူး American အကောင်းဆုံးလက်နက်ကလူတွေရဲ့အမုန်းကို စွပေးတဲ့မီဒီယာ VOA တို့နော် အများကြီးပဲသူတို့အောက်မှာတခြားမီဒီယာရှိမယ်နောက်တစ်ခုကကျွန်တော်အားလုံးအသုံးပြုရ Facebook Twitter ကျွန်တော်တို့ Google platform internet အကုန်လုံးပါတယ် American ရဲ့ under control ပဲဒါကြောင့်သူကဒီဟာတွေအကုန်လုံး application တွေလူတိုင်းသုံးနေတဲ့အတွက်ကြောင့်မလို့ဒီလူတွေကိုဘာကိုကြည့်စီချင်လဲဆိုတာကိုသူကဆုံးဖြတ်တာကျွန်တော်တို့ကကျွန်တော်ကြည့်ချင်အောင်ကြည့်ရလို့ထင်တာမဟုတ်ပေါ့ချွတ်ချွတ်ဟာတွေပေါ်လာတယ်ဆိုတာတွေကကျွန်တော်တို့ခေါင်းထဲကိုနင်းနေ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  ကျွန်တော်တို့ရဲ့အစိုးရဝဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ဘာသာတရားဝဖြစ်ဖြစ်မုံလာအောင်မချိနဲ့လာအောင်နှိုးဆွနေတာအဲ့ဒါကဘာပေါ်မှာလက်နဲ့ဆိုတာအမုံတရားလာတယ်အဲ့ဒီအမုံတရားကြောင့်ပိုကောင်းတဲ့ပိုကောင်းတဲ့လက်နဲ့တွေကိုထုတ်လာကြတယ်အဲ့ထဲမှာမှာအမေရိကန်နဲ့အနောက်အုပ်စုရဲ့အကောင်ဆုံးသောလက်နဲ့ကတော့မီဒီယာလက်နဲ့ပဲအဲ့ဒီမီဒီယာလက်နဲ့ကြောင့်ကျွန်တော်တို့ကမောင်းနှမချင်းချင်းဆွေမျိုးချင်းချင်းတငယ်ချင်းချင်းကွဲကြပြဲကြတန်းသာချင်းတတ်ကြဖြစ်ကြတယ်ဖြစ်ပေါ်လာတာဖြစ်တယ် ဒါတော့ဗောနသူကနေပြမခုဆန်တော့အမေရိကန်ရဲ့ကောင်ဆယ်လင်းနဲ့ ਆ ဆိုရဲမီဒီယာဘက်ကနေပြမထိုးနေတိုက်ခိုက်တာတွေစတင်ပြမလှုပ်ဆောင်နေတယ်ဆိုတဲ့ပုံစံမျိုးပြောဆိုထားဖြစ်တယ်မြန်မာနိုင်ငံမှာဆန်တော့ဗောနစစ်ကောင်စီဘောမတွေတော်တော်လေးကြောင်းနေရတဲ့ ်မြေရင်နဲ့ RFID ရာဆိုရင်ဟိုတလောကျော်တို့ရက်တန်းလိုက်ရတဲ့ပုံမှာအရင်ကဒီကောင်တွေကနေပြီးတော့တော်တော်လေးအောင်ပွဲခံနေကြတာပဲဖြစ်ပါတယ်အခုဆိုတော့သူတို့စစ်ကောင်စီရဲ့ပေါ့နော်ဒီလိုမျိုးအမေရိကန်ကနေပြီးတော့မီဒီယာပိုင်းမှာတိုက်ခိုက်နေတောင်မှမြေပြင်မှာရှိနေတဲ့တော်လိုင်းရဲ့ဗိုလ်ဒီကနေပြီးတော့အမုန်းချိတ်ချီမုန်းတိုက်ခိုက်နေတာမလို့စစ်ကောင်စီဘောမှတွေဘလို့ပဲပြောပြောသူတို့တော်လိုင်းရဲ့ဗိုလ်ဒီကနေပြီးတော့ကိုယ်တိုင်ကိုယ်ချရှင်းနေတိုက်ခိုက်မှုတွေလို့ဆောင်နေတာပဲဖြစ်ပါတယ် မြောက်လိုက်နေတဲ့အခုလိုမျိုးဆက်လက်ပြီးတော့မယူရဆန်ဆောင်နေပါတော့ပေသူတို့တပ်ဖြတ်မှုတွေလှုပ်ဆောင်နေဦးမှာဆိုတော့သူရဲ့မကြခင်မှာကြာဆုံးမှုတွေဆိုတော့တဖြည်းဖြည်းနှိစက်လာမှာပဲဖြစ်ပါတယ်။ကဲကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေတဲ့အမေစုမွေးနေ့မှာပန်တဘိတ်ပေါဝင်ဆင်ရွက်ခဲ့တဲ့ပေါ့နော် MLTV ဝန်ထမ်းကိုစစ်အောင်ဆင်းနေပြီးတော့ပြန်လည်ဖန်ဆင်းခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အားချောင်းပြောဆိုခဲ့တဲ့ကျော်စိုးကိုကိုစီဘလိုမျိုးနှုတ်တိဖြဲထားမလဲဆိုတာစစ်ပြီးတော့ကြည့်လိုက်ရအောင်နော်။ဒါကဒီအကြမ်းဖက်အုပ်စုတွေကဒီပြည်တော်မှာမကြီးမသက်ဖြစ်အောင်အများကြီးကျွန်တော်တို့ဒီကနေ့ပတ်သက်ပြီးတော့စစ်စမ်းမပြတ်လှုပ်ရှားနိုင်အောင်လုပ်တာ အဲ့ဒီဒီတုန်းကမငြိမ်မသက်ဖြစ်အောင်ဆိုတော့ချင်းချင်းပြောရရင်တော့သူတို့ပြောတဲ့မြတ်အကုန်နာခံသူတို့ခိုင်းတဲ့မြတ်လုံးမှားမှားမှားခံတော့ပြောနေဟမ်ဒီတွေမှာလုံးဝနော်ဟိုမှားမှားတဲ့လုံးလုံးပြောခွင့်မရှိအဲ့လိုပေါ့ပါအချို့ဒီမန္တလေးမှာဆိုရင်လည်းပဲဒါဒီလှုပ်ရှားမှုတွေမှာပါဝင်တဲ့အချို့ အချို့ကျွန်တော်တို့ထိန်းသိမ်းချင်းခံခဲ့ရတယ်အပြင်ကျွန်တော်အခြားသောနေရာမှာလည်းရှိတယ်အဲဒီနေ့မှာတော့ကျွန်တော်တို့အများကြီးတော့ကျွန်တော်မတွေ့ရဘူးမတွေ့ရဘူးနည်းနည်းလေးပဲတွေ့ရတယ်နည်းနည်းလေးပဲကျွန်တော်လူကြီးနေပါလေကျွန်တော်တို့ဒီမန္တလေးဒေသကြီးမှာဆိုရင်ဒီမန္တလေးမြို့ပေါ်မှာဆိုတော့ကျွန်တော်တက်ရောက်တော့ပဲတွေ့ရတယ်တယောက်နှစ်ယောက်ပေါ့ကျွန်တော်တို့တော့ပဲတွေ့ရတယ်ရန်ကုန်မှာလည်းကျွန်တော်တို့မတွေ့ရဘူးဟုတ်ရှိပုံကျဆုံးမင်းအဲ့ဒါကြီးပြောနေတာဗျမင်းတို့ပြည်တွင်းထဲမှာဒေါက်တာဆိုင်းစုကြည်မွေးနေ့ကိုလှုပ်မယ်လို့လှုပ်ခွင့်ရှိတာလားအဲ့ဒါခက်ပြောနေကွာလှုပ်ခွင့်ပေးထားရတဲ့တန်းနဲ့နော်မလှုပ်ကြဘူးဆိုရင်တော့ဒါဟာလူထောက်ကမှမရှိတာ မင်းတို့အတိဆုံးလေကွာကြောင်လေးကြောင်စားတော့ဒီကောင်ကျွန်တော်ယုံလာအဲ့ဒါအမှန်တရားရုပ်ဖုံးပွက်ဖြစ်ပြီးတော့ပောက်ပန်းလေးတဲ့တို့လိုချင်တဲ့ဝါရကိုမှိုင်းလိုက်တာဒါမတိလို့ရှိရင်အဲဟုတ်တယ်ကြောင်စားစစ်ကြီးကိုမွေးလေးမထောက်ခံကြဘူးကွာလောက်ခွင့်မှမရှိတာဘယ်လိုလောက်မလဲလောက်တဲ့ကောင်ဖမ်းခံထိတယ်လေအခုပန်းလေးတစ်ခွင့်ပန်းပန်ပြီးတော့ဖေးဘုတ်ပေါ်မှာအမေစုကျမ်းမာပါစေနော်ချစ်တဲ့သူနဲ့ကိုယ်ကွင်းတဲ့ဒုက္ခကနေကင်းဝေးပါစေဒါလေးစုတောင်းစာလေးရင်းမိတာအခုတူကြောနေတဲ့အမျိုးသမီးကအဲ့ဒါကိုလာဖမ်းသွားတာဟွန်းအဲ့ဒါတော့မှဟိုမျိုးသမီးကဖမ်းမဲ့စီးမဲ့လို့တော့သူတင်တဲ့ပို့လေးကိုဖျက်ချလိုက်ကြသေးတယ် ချက်ချတာတော့မရအောင်လာဖမ်းတာအခုကြည့်ရန်ကုန်မှာလောက်တာမတွေ့ဘူးလေမန္တလေးမှာလောက်တာမတွေ့ဘူးလုံးလုံးမမရတာဟာလောက်ရင်လာတက်တက်မှာလေဟမ်မင်းတို့လောက်ခွင့်ပေးလိုက်တတိရှိလို့ရှင်ဟာဒုက္ခပါပဲကွာဒီကောင်လေးမချက်တာမဟုတ်ကျွန်တော်တကယ်တကယ်ဖျားဆိုရင်ကျွန်တော်တကယ်အံ့ဩတယ်ကျွန်တော်အကောင်ကဒီကောင်လေးသူအခုအဲ့ဒီစကားတွေရုပ်နေရန်ကုန်မှာလည်းမတွေ့ဘူးလို့တော့မန္တလေးမှာလည်းမတွေ့ဘူးအဲ့လိုပြောတဲ့အချိန်မှာကျွန်တော်တွေးသလိုပေါ့လောက်ခွင့်မပေးတာနဲ့မလောက်ကားတော့ဖမ်းမှာဟာမလောက်လို့ပြောရတာငါဘယ်လိုနေလဲဆိုမတွေ့ဘူးလားမသိနဲ့ ဒီတောင်တော့လို့ရှိတယ်။အဲ့တော့ထူးထူးခြားခြားအနေနဲ့ကျွန်တော်တို့ဒီပြည်တော်မှာထပ်တွေ့ရတာပါ။ဒီပြည်တော်မှာထပ်တွေ့ရတယ်။ဒီပြည်တော်မှာထပ်တွေ့ရတဲ့ခါကျတော့လေကျွန်တော်တို့ညလာဒီနိုင်ငံပိုင်မီဒီယာတွေကျွန်တော်တို့ဒီ TV ကြည့်တဲ့ခါမှာဒီကျွန်တော်တို့ဒီဖုန်းကနေပါပါတယ်ကချင်ညာပါ။တောက်လျှောက်ဖတ်တဲ့ခါမှာတွေ့ရတာကျွန်တော်မျိုးလုံးပြူပါတယ်။ဘယ်ရလဲကိုကျွန်တော်ကြည့်လိုက်တယ်။ဟာကြည့်လိုက်တော့ဟာဒီလိုဖြစ်နေတာကျွန်တော်အံ့ဩပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဒီအချိန်လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နိုင်ငံပိုင်မီဒီယာလည်းမီဒီယာလည်းထုတ်ပြန်တယ်ပြီးကျွန်တော်တို့ဒီ social platform တွေလည်းထုတ်ပြန်တယ်။တောက်လျှောက်ဒီကိစ္စမမြင်ကြတော့အကြောင်းမရှိပါဘူး။အဲ့တော့သတင်းပြည့်စုံကိုတင်ပြပါမယ်။ မမြင်စရာအကြောင်းပြုံမြင်တယ်လေမင်းတို့စဉ်းစားပေါ့ MRTV ဝန်ထမ်းတယောက်ဆိုတာဖြစ်ပြနေတဲ့ဒီတိုင်းပြည်ရဲ့နိုင်ငံချင်းတွေကိုမတိစီမတိတဲ့တော်တော်မှမဟုတ်ဘူးလေအဲ့လိုလူမျိုးတော်မှမခံနိုင်လို့ဒီအမေအိုအတွက်တူမွေးနဲ့ထွက်ပြီးစုတောင်းတာတို့ရင်ထဲမှာဘလောက်ဖြစ်နေစဉ်းစားကြည့်မင်းတို့ဘလောက်ပဲဖိနေဖိနေဘလောက်ပဲထုတ်ကြထုတ်ကြမရဘူးဆိုတဲ့ဖြက်ရုပ်ကိုအဲ့ဒီမျိုးသမီးပြသွားတာနော်တကယ်တော့ဒီပွဲမှာရှုံးသွားတာအဲ့ဒီမျိုးသမီးမဟုတ်ဘူးမင်းတို့အဲ့ဒီမျိုးသမီးကိုဖမ်းပြီးထောင်ချလိုက်မလားဖမ်းပြီးတပ်လိုက်မလားထောင်ချလိုက်အဲ့ဒီမျိုးသမီးထောင်ချသွားလိုက်မယ်မင်းတို့တပ်လိုက်အဲ့ဒီမျိုးသမီးပြေသွားလိုက်ဒါပေမဲ့လောကမှာ တန်ဖိုးအားဖြင့်ရှုံးရတာအဲ့ဒီမျိုးတွင်းမဟုတ်မင်းတို့နော်အဲ့ဒါကြည့်ဖြစ်စဉ်ကိုဖတ်ပြမနေနဲ့ဒါမဖြစ်စဉ်အကုန်နားလဲနော်ရှင်းရှင်းလေးဟုတ်လားအမန်တီဗီမျိုးတွင်းတစ်ယောက်ကအမေစုမွန်းတဲ့ကိုစုတောင်းစာလေးရေးပြီးတော့အမေစုကျမ်းမာပါလေချစ်တဲ့သူနဲ့ကိုယ်ကွင်းရချင်းဆင်းရဲမှာကင်းဝေးပါစေစတဲ့ဒါလေးကိုစုတောင်းလိုက်တာပို့လေးတင်လိုက်တယ်ပြီးတော့သူပန်းပန်ထားတဲ့ပုံလေးကို Facebook မှာတင်လိုက်တယ်အဲ့ဒါကိုအကျန်းဖက်ပတ်ဥပဒေတွေမြောက်များစွာတွေနဲ့လာဖွင့်ပြီးတော့မင်းတို့စစ်တပ်နဲ့ရဲတွေကလက်နက်တွေကင်ပြီးလာဖမ်းသွားတယ် ဟုတ်တယ်နော်ဒီလိုမျိုးစစ်ကောင်စီကတော့သူတို့ရဲ့အောက်ခြေဝန်ထမ်းတွေတော်မှာသူတို့အတော်တော်လေးကြောက်နေတယ်ဆိုတာကိုသိရတာဖြစ်ပြီးမှအမေစုရဲ့မွေးနေ့မှာဆိုတော့စစ်ကောင်စီကနေပြန်မပန်းတဲ့ပိတ်ပေါ်ဝင်စင်နေတဲ့သူတွေကိုဖမ်းဆီးမယ်ဆိုတဲ့အတိုင်းပဲသူတို့ဝန်ထမ်းတွေကိုဖမ်းဆီးထားတာပဲဖြစ်ပါတယ်ဒါကိုဒီလိုမျိုး ကျော်စိုးတို့လိုအောက်တန်းစားလော်ဘီတွေကနေပြမပါနော်ဖန်စီရေးမှုတွေဒီလိုမျိုးစစ်တိုက်လို့ဆောင်နေတာကသူတို့အတွက်ကောင်းတဲ့လက္ခဏာတွေဆိုတဲ့ပုံစံမျိုးနဲ့မျိုးမျိုးဆက်ပြောဆိုထားတာပြမသူတို့ရဲ့ကျဆုံးမှုတွေကိုထင်ချန်ထားတာပဲဖြစ်ပါတယ်ဘလူးဘဲပြပြစစ်ကောင်စီရဲ့ဝါရမိုင်းတိုက်မှုတွေဟာဆိုတော့လုံးဝကိုလုံးမဖြစ်တော့ဘဲနဲ့ပြည်သူတွေကဆိုရင်အခုလိုမျိုးပူလင်းမီတာမှုရောက်ရှိနေတဲ့ခေတ်မှာဆိုတော့ကျတို့တော်လိုင်းရဲ့ပေါ်တွေရဲ့အောင်မြင်မှုတွေကိုလည်းကြားသိနေရပဲဖြစ်ပါတယ်စစ်ကောင်စီဘက်မှတွေနဲ့ဒီလိုမျိုးပြူစော့ထိတွေပေါ့နော်ကျတို့ပြည်သူတွေပေါ်မှာဆက်လက်ရုံမှာဖို့စ조사နေအောင်မယ်ဆိုတော့တော်လိုင်းရဲ့ပေါ်တွေကနေပြမမြောက်လိုက်တော့ဖစ်စစ်အာနာရှင် င်လူတစုတွေကိုဖြိုချတဲ့နေရာမှာအကုန်လုံးကိုအရောက်ပို့ပေးတော့မယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တို့အရင်ကတည်းကထပ်ခါသလဲလဲပြောကြားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့ခေတ္တကတရင်တပုတ်လေးစပီရမနားထောင်ကြည့်လိုက်ရအောင်နော်။အီယာဝီတိုင်းအင်တာဗျူးမြို့နယ်ကထူးကြီးမြို့အမှတ်1ရက်ကွာပါ။အချက်ဖက်စကောင်စီတက်ကလူငယ်တွေကိုစစ်မှုထမ်းမှုမဲနိုင်ခိုင်းရမှာဘလာမပါပဲအကုန်လုံးပေါင်မဲတွေဖြစ်နေပြီ။အောက်ကြီးရဲ့မိသားစုဆွေမျိုးတွေကစစ်မှုထမ်းစရင်းနဲ့မပါဘူးလို့မဲနိုင်ခဲ့ရတဲ့လူငယ်တအုပ်ကရေကုန်ခေတ္တကိုပြောပါတယ်။မရရင်တော့နော်။ လက်ရှိ AOD တိုင်းမှာ Arkata.AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ထိုးစစ်တွေဟာအရှိကိုတဖြည်းဖြည်းတိုးလာနေတဲ့အချိန်စစ်ကောင်စီကလူငယ်တွေကိုစစ်မှုထမ်းတသားတဲ့အဖြစ်နှီးပေါင်းစုံနဲ့စုဆောင်းနေတယ်ဆိုပါတယ်လက်ရှိမှာလည်း AOD တိုင်းအင်္ဂဘူးမြို့နယ်ထူးကြီးမြို့အမှတ်၁ရပ်ကွာပါဆိုရင်စစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးမှူးရာဇာထုံးဆိုသူကလူငယ်တွေကိုစစ်မှုထမ်းမှုမဲနိုင်ခံရမှာဘလာမပါပဲအကုန်လုံးပေါင်မဲတွေဖြစ်နေပြီမဲနိုင်ရမယ်လူငယ်အယောက်၂၀၀ဝန်းကျင်လုံးပေါင်မဲတွေရရှိထားတယ်လို့မဲနိုင်ခဲ့ရတဲ့လူငယ်တွေကပြောထားကြပါတယ်အဲ့ဒီလို့ စစ်မှုထမ်းဖို့မဲနိုင်တဲ့စည်ရင်မှာတော့အဲ့ဒီအင်ကူမျိုးနဲ့ထူးချင်းမျိုးအမတ်တီရက်ကွက်အုတ်ချုပ်ရေးမှုရဲ့မိသားစုဆွေမျိုးတွေကတော့မဲနိုင်ရတဲ့စည်ရင်ထဲမှာလုံးဝမပါဘဲကင်းလွတ်ခွင့်ရထားကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ ဒီအချိန်ကိုတော့ကျွန်တော်တို့အနေနဲ့အများဆုံးရှင်းလင်းသိနေတာပါနော်။တို့ရဲ့ဆွေမျိုးသား channel ကိုလုံးဝမထည့်ပဲနဲ့ကျွန်တော်တို့ဆိုရင်စမုထန်းဒီတန်းဆက်မယ်ဆိုပြီးတော့မှမဲနဲ့ခိုင်တဲ့လူငယ်တွေအားလုံးအောင်ဆိုတော့စမုထန်းရမယ်ဆိုပြီးတော့ကျွန်တော်တို့တည့်တယ်ပဲဖြစ်ပါတယ်။တတိယအဖြစ်ဘလာမပါကန်ဆမ်းမဲ့လို့ပေါ့နော်။ဆိုတော့ဒီအုတ်ကြီးတွေနဲ့အုတ်ချီမှာရှိနေတဲ့ပြူစော်ဒီဒလန်တွေအရဆိုတော့ကျွန်တော်တို့ တော်လန်လုပ်ငန်းတွေပေါ်မှာဖြစ်လို့ပျက်စီးပုံစံနဲ့အခုလုံးကိုစစ်ထဲသွင်းပို့ပြီးတော့မှကျွန်တော်တို့ပြည်သူချင်းချင်းတပြတ်မှုတွေလုံဆောင်ခိုင်းနေတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့အနေနဲ့ညင်ခံမနေတဲ့တော့ပဲနဲ့မြေပေါ်ပြည်သူတွေဘက်ကနေပြီးတော့မှလည်းတော်လန်ရေးမှာထက်ထက်ဝင်ကိုတိုင်ကိုကြပူပေါင်းပုံရမယ့်အချိန်ပဲဖြစ်ပါတယ်ဒီလိုမျိုးကျွန်တော်တို့အနေနဲ့လစ်လို့ရှုပြီးတော့မှပေါ့နော်တော်လန်ရကိုနဲ့မဆိုင်ဘူးလို့နေဦးမယ်ဆိုတော့ကိုရဲ့ဆွေမျိုးမိသားစုတွေပေါ်မှာတနေ့နေ့တစ်ချိန်မှာတော့တေချာပေါ့ထိထိလာတော့မှာပဲဖြစ်ပါတယ်ကျွန်တော်ခုဖြစ်စဉ်ကိုကြည့်မယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့အုပ်ချုပ်တွေဟာဆိုရင် ဘူဂျိုချီပြည်တော်မှာကိုယ့်ရဲ့သွေးတားရင်းတွေတော့မှထိုးချွေးမှုတွေအထိကြားနေရတာမလို့ကျွန်တော်ဘက်ကနေပြည်တော်မှာအခုချိန်မှာအမြန်မာရပြည်တော်မှာတော်လန်ပြည်သူတွေတော်လန်ရဲဘော်တွေနဲ့သူဒီတော်လိုင်းမှာထက်ထက်ဝင်ပူပေါင်းပွဲရမယ့်ခြေရောက်နေပြီဆိုတဲ့အကြောင်းထားလောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့ညဗီဒီယိုဒီညမှာပဲဆုံးသတ်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြေဘပြည်သူများလုံးထူးချီးဆိုတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြည်စုံပြည်တော်မှာတာရဲချင်တဲ့ညချလေးပတ်စံကြပါစေလို့ကျွန်တော်စုမကောင်းတောင်းပေးလိုက်ပါတယ်။